မင်္ဂလာပါဒီနေ့ဖပြမှာကတော့ခလိရှိနေရဲ့အခန်းငါဖြစ်ပါတယ်အခန်းငါတရားသူကြီးမင်းဟင်ရီကန်ထရီကဝိယုံနယ်ကြီးရဲ့ဘေဘယ်ဘယ်လက်ကိုညာဘက်နဲ့ညောင်ဆွဲဆန်းလိုက်တယ်ပြီးမှတရားရုံးရဲ့ဝတ်တချတကားကြီးကိုတွန်းဖွင့်ပြီးဝင်သွားတယ်တပြိုင်တည်းမှာပဲဘီလစ်ဆေးကြီးကထအော်တယ်တရားခွင်စမယ်အားလုံးမတက်ရကြပါဂျူရီလူကြီးတွေရှေ့နေတွေ တရားရုံးဆေးရွေးတွေနဲ့လာနားထောင်တဲ့ပရိသတ်တွေအားလုံးတပြိုင်နက်ထရက်လိုက်ကြတယ်။တရားသူကြီး country ကပလင်တမြတ်ခန္ဓာလှပတဲ့ထိုင်ကုန်ကြီးမှာဝင်ထိုင်လိုက်တာနဲ့တပြိုင်နက်တည်းဘေးလစ်ဆေးကြီးရဲ့အောင်မြင်တဲ့အတန်ကြီးနဲ့ကြီးညာတန်ထွက်လာပါတယ်။အားလုံးနားထောင်ကြပါအားလုံးနားထောင်ကြပါတရားသူကြီးမင်း Henry Country စက်မှတ်ကျင်းပမဲ့တရားခွင်စပါပြီခင်ဗျာ။သက်ဆိုင်သူနှစ်ဖက်ရှင်တွေများနဲ့တရားခွင်ကိုလာကြတဲ့ဧည့်သည်အားလုံးကို ဖျားသခင်စောင့်ရှောက်ပါစေခမညာတရားသူကြီးကစပွဲပေါ်ကမိုက်ခရိုဖုန်းစီကိုကိုင်းပြီးခက်ကြဲကြဲအော်ပြောလိုက်တယ်အားလုံးထိုင်နိုင်ပါပြီအားလုံးခုံနှန်းရှိတွေပေါ်ပြိုင်သူထိုင်လိုက်ကြတဲ့အခါဟောကနေအတံမီသွားတယ်တစ်ဆက်တည်းမှာပဲလက်ဆွဲအိတ်လက်ကင်အိတ်တွေရွှေ့တန်းချတန်းတွေထွက်လာတယ်ပြီးမှလူ200ရဲ့တပင်းချတန်းတွေကြားလိုက်ကြရတယ်နောက်တော့အကြတန်းအောင်ကြားရလောက်အောင်တိတ်ဆိတ်သွားတယ် တရားသူကြီးကတရားခွင်ကိုခတ်သက်သက်တစ်ချက်ဝစ်ကြည့်လိုက်တယ်။သူမျှော်လင့်ထားတဲ့အတိုင်းတရားရုံးတစ်ခုလုံးခုံအပြေတရားသူကြီးကန်ထရီကစကားဆတယ်။ "Ừm, တုတ်တုတ်တွတ်ဆထားတဲ့အတိုင်းဒီနေ့လူတွေစိတ်ဝင်စားကြတာပဲ။ခုလိုကြွားရောက်လာကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ပြောပြီးရန်ဒါဘက်မှအလန့်ကြည့်လိုက်တော့တီယိုဘုန်းနဲ့အကြည့်ချင်းစုံလို့တရားသူကြီးကပြုံးပြလိုက်တယ်။ပြီးတော့မှသူ့အတန်းဖို့အားလုံးကိုပါ ဝှေ့ကြည့်ပြီးပြုံးပြလိုက်တယ်။ဒီတော့ကလေးတွေအားလုံးဟုံးငနဲ့ထရက်ပြီးတရိပ်ဆွဲလိုက်ကြတယ်။နိုင်ငံတော်နဲ့မစ္စတာပီတာတက်ဖီမစ္စတာပီတာတက်ဖီတို့ရဲ့အမှုစပါတော့မယ်။အစိုးရရှေ့နေကြီးအစင်သင်းဖြစ်ပါပြီလား။ဂျက်ဟိုကန်ကထရက်ပြီးဟုတ်ကဲ့ပါကျွန်တော်တို့ဘက်ကအစင်သင်းမှာပဲတရားသူချင်းမင်းခင်ဗျာ။တရားခံဘက်ကအကျိုးဆောင်ဖွဲ့ကောအစင်သစ်မဲလားကလီဖိုနန်စ်ကဟမ်ဘာပါထရက်ပြီးကျွန်တော်တို့အားလုံးအစင်သစ်မှာပဲတရားသူကြီးမင်းခင်ဗျာ တရားသူကြီး country ကသူ့လက်ရာဘက်ကိုငှဲ့ပြီးဂျူရီလူကြီးတွေကို ကြိလိုက်ကြကြိလိုက်တယ်။ကဲဂျူရီလူချင်းမင်းများနဲ့ဂျူရီအမျိုးသမီးများခမညာဒီဂျူရီအဖွဲ့ကိုပြီးခဲ့တဲ့အပတ်ကမှရွေးပြီးဖွဲ့လိုက်တာပါ။ခမညာတို့အားလုံးဒီရုံးငန်းထဲကထွက်သွားတာနဲ့ဒီအမှုကိုဘသူနဲ့မှမဆွေးနွေးဖို့ကျွန်တော်အလေးအနက်တမ်းမြစ်ပါတယ်။တကယ်လို့တစုံတစ်ယောက်ကဒီအမှုနဲ့ပတ်သက်ပြီးခမည်းတော်ကိုချင့်ကပ်လာရင်လဲ ကျွန်တော်ကိုချက်ချင်းအသိပေးရမယ်။ကဲကျွန်တော်မင်းမယ်ဒီအမှုနဲ့ပတ်သက်ပြီးခမရတို့ကိုဆက်သွဲတဲ့တစုံတစ်ယောက်ရှိပြီလား။ဂျူရီတစ်ဖွဲ့လုံးကခေါင်းရမ်းပြကြတယ်။ကဲဟုတ်ပြီအမှုသွားအမှုလာကိုကျုပ်တို့အားလုံးဆွေးနွေးထားပြီးပြီ။ရုံးတော်ကိုအခုစပါတော့မယ်။နှစ်ဖက်အကျိုးတော်ဆောင်ကြီးများရုံးတော်ကိုစတင်နိုင်ပါပြီ။ဒီနေ့နှစ်ဖက်တင်ပြလျှောက်လဲတဲ့နေရာမှာတက်တည်တင်ပြဖို့မလိုသေးဘူး။အထောက်ထားပြဖို့မလိုသေးဘူး။ မှုသွားမှုလားကိုတစ်ဖက်နဲ့တစ်ဖက်တင်ပြဆွေးနွေးဖို့ပဲတရားခမ်းမှာအပြစ်ရှိတယ်လို့ဆွဆွဲရမယ့်ဘက်ကအစိုးရဖြစ်နေလို့အစိုးရရှိနေကြီးကစပါကဲမစ္စတာဟိုကန်ခမရအစင်သင်းဖြစ်ပြီလားဟုတ်ကဲ့ပါခမရအစ်စ်မှာပဲကဲဒါဆိုစတော့တီဟိုတယောက်မနှက်စာလဲအိမ်မှာကောင်းကောင်းစားမဝင်ခဲ့ဘူးညကလည်းကောင်းကောင်းအိပ်မပြောဘူးအာကစားသမားတွေပွဲမစခင်စိတ်တွေလှုပ်ရှားပြီး မအိတ်နိုင်မစားနိုင် ဖြစ်ကြတဲ့အတိုင်းပါပဲစိတ်လှူရှားရာရဲ့ကြောက်တာရဲ့ရောပြီးတီယိုတယောက်ရင်တလက်လက်ဖြစ်နေတယ်။တရားရုံးခတ်မကြီးရဲ့လေတို့ဟာအသက်ရှူရခက်လက်အောင်တင်းကျပ်နေတယ်လို့ပဲတကယ်ပွဲကြီးပွဲကောင်မဟုတ်လား။မစ္စတာဟိုကန်ကအေယာမရာဇဝတ်မှုကြီးတွေကိုကိုင်းလာတဲ့ဆိုရရှိနေကြီးတရားအရင်အယံမြင့်မြင့်နှစ်ဖူးပြောင်ပြောင်နဲ့ဗလကောင်းကောင်းနေတိုင်းလိုပဲအနဲ့ရောင်ဝတ်စုံနဲ့သူ့နောက်ကအဖွဲသားတွေကလည်းအားလုံး ဝတ်စုံနဲ့ကိုစီနဲ့အဖွဲသူ့အဖွဲသားဘလောက်များတယ်ဆိုတာဘသူမှမခံမနိုင်ဘူးတယောက်တလေပဲလားနှစ်ရာစင်ပဲလားသူကရီခဲပြုံးခဲ့တဲ့သူဖြစ်ပေမဲ့ခက်ရှင်ရှင်စပြီးသူ့ကိုသူမိတ်ဆက်တယ်အားလုံးမင်္ဂလာပါခင်ဗျာပြီးမှသူ့နောက်တော်ပါရှင့်နေနှစ်ယောက်နဲ့ထပ်မိတ်ဆက်ပေးတယ်သူစတင်ပုံကခန့်ခန့်တီတီနဲ့ကြည်ညိုလေးစားခြင်းစရာအတိပါပဲအဖွဲနဲ့မိတ်ဆက်ပေးပြီးတာနဲ့သူ့အလုပ်စတော့တာပါပဲ သွားလေသူမာရာတက်ဖီရဲ့နောင်ဆောင်တပ်ပုံကြီးကိုဂျူရီလူကြီးတွေပတ်ထောင်ပြပြီး သူ့အကြောင်းကိုမိတ်ဆက်ပေးတယ်။သူ့အသက်ခံရတဲ့အချိန်ကအသက်46နှစ်ပဲရှိသေးတယ်လို့လေးတန်ခတ်မှမှနဲ့စလိုက်တယ်။သူ့မှာသားနှစ်ယောက်ရှိတယ်။ဝီလ်နက်ကလက်တက်နှစ်ယောက်စလုံးတက်ကတူအကြောင်းသားတွေတစိတ်မတက်ရပြပါလားကွယ်။ခြေစုံတိုင်းမှာထိုင်နေတဲ့လူငယ်လေးနှစ်ယောက်ကထိုက်ရပြီးဂျူရီအဖွဲ့ကိုအော်တိုအန်နန်ကြည့်နေတယ်။တီယူကသတင်းစာဖတ်ထားတော့ သူတို့နှစ်ယောက်ရဲ့အဖေဘသူပဲဝါဆိုတာသိနေပြီ။တွားလေသူအမျိုးသမီးရဲ့ပထမအိမ်နော်။သူတို့နှစ်ယောက်ငယ်ငယ်လေးကတည်းကလေရင်ပြတ်ကြပြီးတည်ဆုံသွားခဲ့တာ။မစ္စတာဒက်ဖီကဒုတိယအိမ်နော်။သူကလည်းအိမ်အောင်ကြခဲ့ဘူးလေ။ဒီတော့ဒက်ဖီဒုတိယပေါ့။လူတွေရဲ့တဘာဝအရာနောက်ထပ်အိုးအိမ်ထူထောင်ကြတာကိုအထူးဆန်းလုပ်ပြီးပြောတတ်ကြတယ်။မစ္စတာဟိုဂန်ကအမှုကိုအသေးစိတ်ရှင်းပြနေတယ်။သူတို့နေတဲ့အေယာမခင်မီအိမ်ကြီးရဲ့အေကန်ထဲမှာ Mrs. Duffy ရဲ့အလောင်းကိုတွေ့တယ်။အိမ်ကြီးကအစ်စ်ချွတ်ချွတ်စောက်ပြီးတာ၃နှစ်တောင်မရှိသေးဘူး။ကောက်ကွင်းကိုနောက်ကျောပေးစောက်ထားတာ။တစ်ပင်နှံတွေပပတ်လဲနေမို့လမ်းပေါ်ကနေအိမ်ကိုရုတ်တရက်မမြင်နိုင်ဘူး။အိမ်နားကအိမ်ကြီးအိမ်ကောင်းတွေအားလုံးဒီတိုင်းကြီးပါပဲ။ခြံကျဲဝန်းကျဲကြီးတွေနဲ့တီးတီးတက်တက်နေတဲ့ရက်ွက်ကိုအလောင်းတွေ့တဲ့အချိန်မှာအိမ်ရှိတကာကတော့ပွင့်နေပြီ။ခဟဟလေးဖြစ်နေတယ်။ အချက်ပေးခေါင်းလောင်းမီလုံးလဲလင်းနေတယ်။တစုံတစ်ယောက်ကဝင်းပြီးအမျိုးသမီးရဲ့လက်ဝတ်ရည်နာတွေကိုဖီရိုတဲကနေယူသွားတယ်။မစ္စတာတဖီရဲ့အဖိုးတန်ရှေးဟောင်းနာကြီးတွေလဲပါသွားတယ်။ပြီးတော့အန်ဆွဲတစ်ခုတွေက၆လုံးပြူတစ်နှက်၃လက်လဲပါသွားတယ်။ပါသွားတဲ့ပစ္စည်းတွေရဲ့စုစုပေါင်းတန်ဖိုးဟာဒေါ်လာ3000လောက်ရှိတယ်။စတေဆုံးရချက်အကြောင်းရင်းကလည်းလက်ဘင်းနှစ်သက်ခံရလို့တက်ရှူချက်ပြီးသေးတာ။တရားသူကြီးစီခွင့်တောင်းပြီးမစ္စတာဟိုကန်က ရုပ်ရှင်ပြဇက်ကလပ်ကိုတွားဖွင့်လိုက်တယ်။ဂျူရီအဖွဲ့နဲ့မျက်နှာချင်းဆိုင်မှာအီယာမဆေးရောင်စုံကားချစ်ကြီးပေါ်လာတယ်။မစ္စတာဒက်ဖီကမစ္စစ်ဒက်ဖီကကော်ဇော့ခင်းထားတဲ့ကျမ်းမြင်ပေါ်မှာလဲကျနေ။အဝတ်အစားအပြည့်စုံတည်တည်တတ်တတ်ဝဲလို့ကြည့်ရတာအမျိုးသမီးကဒီတိုင်းလှဲ့အိတ်နေတယ်လို့ပဲ။တောင်မြင့်ဖက်နှက်ကလည်းခြေထောက်မှာစီးရက်သား။မစ္စတာဟိုမစ္စတာဟိုကန်ကမြေသမီးအသက်ခံရတဲ့နေ့အကြောင်းရှင်းပြတယ်။အဲ့ဒီနေ့ကကြာတဲ့ရင်းနဲ့သူညမနဲ့နေလေစာစားဖို့ချိန်ထားတယ် အိမ်ကထွက်မဲ့ဆဲဆဲမှအသက်ခံရတယ်ဆိုတာရှင်းနေပါတယ်။လူသက်သမားကသူ့အလုပ်ပြီးတာနဲ့ပစ္စည်းတွေယူပြီးထွက်သွားတယ်။အမျိုးသမီးရဲ့ညီမက သူ့လက်ကင်ဖုန်းကိုနှစ်နာရီအတွင်းဆဲချင်းခေါ်တယ်။ဒီတော့မှစိတ်ပူလာပြီးအမရဲ့အိမ်ကိုကားမောင်းထွက်လာခဲ့တယ်။ရောက်တော့အဲ့ဒီပုံစံအတိုင်းအမကို တွေ့ရတယ်။တော်တော်သွေးအေးတဲ့လူသက်မှုမျိုးပါ။အသက်ရှူရပြီးတည်သွားတာတဲ့ပထမတော့ညီမလို့သူနဲ့ရဲတွေကနှလုံးရောဂါနဲ့ရုတ်တရက်ကွယ်လွန်သွားတယ်လို့ထင်လိုက်ကြတယ် ဒါမှမဟုတ်ရုပ်တရက်တည်ဆုံးနိုင်တဲ့ယောဂတမျိုးမျိုးနဲ့လားပေါ့ဒါမဲ့အမျိုးသမီးကအသက်လည်းတိတ်မကြည့်သေးဘူးပြီးတော့ကျန်းကျန်းမာမာမွေးစေဝါလည်းတခါမှတုံးမှုတဲ့အမျိုးသမီးမဟုတ်ဘူးဒီတော့မှအားလုံးတန်တဲ့ဖြစ်လာကြတာမဝင်ဆရာဝန်က ခွဲစိတ်ကြည့်တော့မှအပြေမှန်ပေါ်လာတာလူသက်သမားကအမျိုးသမီးရဲ့နောက်ကနေမိကျောကိုတအားညှစ်လိုက်တယ်မစ္စတာဟိုကန်ကသူ့လည်းပဲညာဘက်ကိုလက်ချောင်းနေနဲ့ဖိပြတယ်ကျွန်တော်ပြောတဲ့သွေးကြောဟာဒီနားမှာရှိတယ်အဲ့ဒီနေရာကို၈စက္ကန့်ဖိထားရုံနဲ့ လူတယောက်တတိမိသွားနိုင်တယ်။ပြောပြီး तू ကခဏညင်သွားတော့တရားရုံးအလယ်မှာ तू မတက်ကြီးမိနေပြီလားဆိုပြီးတရားရုံးထဲကလူတွေကအထိတ်တလန့်ဖြစ်ကုန်ကြတယ်။ तू ဘာမှမဖြစ်ပါဘူးဆက်ပြောတယ်။ Mrs. Duffy ရဲ့တတိလက်သွားတော့လူသက်သမားကအားဆိုင်ပြီးလေပင်ကိုဆက်ညှစ်ထားတယ်။ Second 60ကြတော့အမျိုးသမီးအသက်ပြောက်သွားတယ်။သူလုံးဝတွန်းငံလှုပ်ရှားတဲ့လက္ခဏာမတွေ့ရဘူး။လက်ဘင်းမှာလူသက်သမားရဲ့လက်ရလည်းဘာမှမထင်ကြံခဲ့ဘူး။ လက်သေးရလည်းမတွေ့ရဘူးလက်သေးအစအနလည်းမတွေ့ရဘူးဘာချေရလက်ရမှမကြံဘူးဘာကြောင့်လဲဘာဖြစ်လို့လဲဆိုတော့လူတသမားဟာမစ္စစ်ဒက်ဖီရဲ့အတိတဲကဖြစ်နေလို့မစ္စတာဟိုကန်ကတရားခံရှေ့နေကလစ်ဖို့အုပ်စုနဲ့အတူထိုင်းနေတဲ့မစ္စတာဒက်ဖီစီကိုခတ်တင်နှလန့်ကြည့်လိုက်တယ်အမျိုးသမီးကလူတသမားကိုသိတယ်ဘာဖြစ်လို့လဲဆိုတော့သူ့လက်ထပ်ထားတဲ့သူ့ရဲ့တရားဝင်လင်ယောက်ျားကို တရားရုံးကြီးတစ်ခုလုံးညင်ကျသွားပြီးမစ္စတာဒက်ဖီကိုဝိုင်းကြည့်လိုက်ကြတယ်။တီယိုကသူ့ရဲ့ဥကောင်းနောက်ပိုင်းကိုမြင်နေရတယ်။တီယိုတယောက်သူ့မျက်နှာကိုမြင်ကျင်လွန်းလို့ထပ်ပြေးကြည့်ခြင်းစိတ်ပေါက်လာတယ်။မစ္စတာဟိုဂန်ကစကားဆက်တယ်။မစ္စတာဒက်ဖီကသူနဲ့အနီးကပ်ဆုံးအယုံကြည်ရဆုံးလူတစ်ယောက်လေ။မစ္စတာဟိုဂန်ကရုပ်ရှင်ပြဆက်ခလုတ်တွေတစ်ခုပြီးတစ်ခုနှိပ်ပြီးအိမ်ရဲ့အတွင်းပိုင်းတွေကိုပြတယ်။နောက်ဖေးပရင်ပေါက်နဲ့အိမ်ရှိပရင်ပေါက်ကနေမြင်ရတဲ့မြင်ကွင်းပပလဲကိုလည်းပြတယ်။ ူတို့အင်ဂျီကကော့ဖ်ကွင်းနဲ့ကတ်လို့ပဲကော့ဖ်ကွင်းဝင်ပေါင်းနဲ့အီယာမတန်တကားကြီးတွေအဆောင်တဲနဲ့လုံခြုံရေးကင်မရာတွေရဲ့အနီးကပ်ပုံတွေကိုလည်းပြတယ်ပြီးတော့မှလူသက်သမားရဲ့ကျွမ်းကျင်ပုံလုံခြုံရေးကင်မရာတွေကိုအဆောင်တဲလုပ်ပုံတွေကိုရှင်းပြတယ်တကယ်တော့လူသက်သမားဟာတခြားလူမဟုတ်ဘူးဒီအိမ်ထဲမှာနေတဲ့လူကိုသူတို့အိမ်ထဲကနေသူတို့မမြင်ဘူးတဲ့ကားတစ်စီးထွက်သွားတာကိုအင်နီနာချင်းတွေဘယ်သူမှမတွေးလိုက်ကြဘူး တစိမ့်တရန်ဆန်တရအောင်မှလမ်းပေါ်မှာရှောင်နေတာအိမ်ထဲကနေထွက်ပြေးသွားတာဘယ်သူမှမမြင်ရဘူးသူတို့အိမ်ကြီးရဲ့လှုပ်ရှားမှုဟာနေ့တိုင်းနေ့တိုင်းလိုပဲဘာမှမထူးကြဘူးပဝန်းကျင်တစ်ခုလုံးမှာထူးကြတာဆိုလို့ဘာတစ်ခုမှမတွေ့ရဘူးဒီရက်ွက်6နှစ်အတွင်းခိုးမှုနှစ်ခါပဲဖြစ်ဘူးတယ်ရှာဆွဲမှုဆိုတာနားမှလေတံမကြားရတဲ့နေရာမျိုးလူသက်မှုဖြစ်တဲ့နေ့မှာမစ္စတာဒက်ဖီခေါက်ရိုက်တယ်သူကကြာတာပရင်းနေတိုင်းလိုလို ရိုက်တယ်လို့ ဂေါ့ဖ်ကွင်းရဲ့ကွန်ပျူတာမှတ်တမ်းအရမနက်7:10မိနစ်မှာပထမအကျဉ်းစရိုက်တယ်။ဒါလည်းပဲသူအပတ်စဉ်လုပ်နေကြပုံမှန်လှူရှားမှုပဲ။ကွင်းထဲကိုရောက်တာနဲ့ခါတိုင်းလိုပဲသူ့ကိုပိုင်ပတ်ကီနဲ့ကွင်းပတ်တယ်။ကွင်းဆောင်ကိုဒီနေ့16ကျင်းရိုက်မဲ့အကြောင်းပြောခဲ့တယ်။သူတို့အိမ်ကအမျိုးသမီးတွေသဘောကျတဲ့နံပါတ်6 fairway နဲ့အပြင်ဘက်ကက်ရက်လေးတင်မယ်။ Mr. Duffy ဟာတကယ့် golf သမားစစ်စစ်တယောက်ပါ။အမှတ်ကိုဘယ်တော့မှကုလီကူမှလောက်ပြီးမရှိဘူး။ ်၁၈ကျင်းကို၃နာရီလောက်နဲ့အပီးရိုက်တယ်။အဲ့နေကကောင်းကွက်တစ်ခုလုံးအုံမှိုင်းညို့ဆိုင်နေ။လေအေးတွေတိုက်ပြီးချမ်းစိတ်နေတယ်။လူတော်တော်များများဆော့ဆော့ဆီဆီကော်ဖီရိုက်ဖို့စိတ်မကူးမိကြဘူး။မနက်၁၀နာရီ၂၀မှာလေးယောက်တစ်ဖွဲ့လာရိုက်သွားတယ်။၁၇နာရီ၁၀မိနစ်မှာ၃ယောက်တစ်ဖွဲ့လာရိုက်တယ်။နောက်၁နာရီ၄၀မှာ၄ယောက်တစ်ဖွဲ့ထပ်ရောက်လာတယ်။ Mrs. Duffy ရဲ့ညီမကအလောင်းကိုတွေ့တာနဲ့911ကို၂နာရီ၁၄မိနစ်မှာ လှမ်းခေါ်လိုက်တယ်။အလောင်းခွဲစိတ်တဲ့ဆရာဝန်အဖွဲ့ကတေဆုံးချိန်ကို7:45တဝိုင်းလို့ခန့်မှန်းတယ်။မစ္စတာဟိုဂန်ကသူ့အဖွဲ့သားတွေအကူအညီနဲ့ဂေါဖ်ကွင်းနားကသူတို့ရက်ကွက်အသေးစိတ်ပုံကိုချက်ပြလိုက်တယ်။ဂေါဖ်ကွင်းအဝမှာဂေါဖ်ပစ္စည်းအယောင်ဆိုင်ရှိတယ်။လေ့ကျင့်ကွင်းတွေရှိတယ်။တင်းနစ်ကွင်းတွေရှိတယ်။ပြီးတော့ဂေါဖ်ကွင်းနဲ့မစ္စတာဒက်ဖီအိမ်အကွာအဝေးကိုဂျူရီလူကြီးတွေမြင်သာအောင်အလေးထားပြီးထောက်ပြတယ်။ပြီးတော့သူ့ဇနီးဆုံးတဲ့အချိန်မှာ မစ္စတာဒက်ဘီမြောက်ဘက်အစွန်ကျင်းနံပါတ်9မှာရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်းရှင်းပြတယ်။သူ့ကိုယ်ပိုင်ပါကီကလေးနဲ့သူရောက်နေတဲ့နေရာကနေသူ့အိမ်ကိုမောင်းလာရင်၈မိနစ်၈မိနစ်ထက်ပိုမကြာတဲ့အကြောင်းလည်းထပ်ပြောတယ်။ပီတာဒက်ဖီကပုံကြီးကိုလှမ်းကြည့်ပြီးခက်ဖြည်းဖြည်းကောင်းရမ်းတယ်။ဒီလူတော်ရဲမယ်ပွဲလျှောက်ပြောနေတယ်ဆိုတဲ့အထိတ်ပဲ။သူကအသက်၄၉နှစ်ရှိပြီးမျက်နာကအမြဲတမ်းတုံ့မုံနေတယ် 7222တွေကဖြူပွေးနေပြီကျွဲခေါ်ကိုင်းမျက်မှန်နဲ့ညိုရောင်ဝတ်စုံနဲ့ဆိုတော့ရှင့်ညွေတွေနဲ့ရောနေတယ်။သူမိမအိမ်မှာရှိနေတယ်ဆိုတာမစ္စတာတက်ဖီသိတဲ့အကြောင်းမစ္စတာဟိုဂန်ကအလေးနဲ့ထားပြောတယ်။သူမိမတက်ခံရတဲ့အချိန်မှာသူ့ပိုင်ဘတ်ကီနဲ့အိမ်ပြန်မောင်းလာရင်ခဏလေးနဲ့ရောက်နိုင်တဲ့အကြောင်းထပ်ပြောတယ်။အဲ့ဒီအချိန်မှာကော့ဖ်ဝဲနဲ့မှဘသူမှမရှိဘူး။သူတယောက်တည်းရဲ့သူ့ကိုတယောက်ယောက်မြင်ဖို့လည်းမလွယ်ဘူး။မစ္စတာဟိုဂန်ကထပ်ပြောတယ် သူကတိတိကျကျစီမံချက်နဲ့လုပ်တာပြီးတော့ရှင့်နေကောင်းတို့ရဲ့လုံနီးလုံဟန်အတိုင်းသူ့မိမကိုမစ္စတာဒက်ဖီကိုရင်တတ်ပါတယ်ဆိုတဲ့အချက်ကိုခိုင်မာတဲ့ခိုင်မာအောင်တောင်းစီအောင်ရုံတော်ကိုသူတင်လျှောက်တယ်ဆ iam mount ကဖြစ်နိုင်ခြင်းနဲ့ခံမနာကိုမကြိုက်ဘူးတီဟိုကသူ့ဆရာကိုသဘောကျပါတယ်ဒါပေမဲ့မစ္စတာဒက်ဖီကိုအပြစ်မရှိဘူးလို့လည်းသူမယုံနိုင်ဘူးဖြစ်နေတယ်ရှောက်လဲချက်တွေကမပြည့်စုံသေးလို့လားမသိဘူးဘာကြောင့်မစ္စတာဒက်ဖီက သူ့မိမကိုတက်ရတာလေလို့ဂျူရီအဖွဲ့ကိုမေးတယ်။ဒါပေမဲ့သူ့မိဘုံက သူ့မှာအဖြေရှိပြီးသားပုံစံမျိုးပြီးမှအယုတ်ရှင်ဆန်ဆန်စာရွက်စာရမ်းတွေစပွဲပေါ်ပြစ်တင်လိုက်ပြီးဂျူရီလူချင်းမင်းများအမျိုးသမီးဂျူရီများခင်ဗျာ ဟောရာကသူ့မိမမာရာတက်ဖီအတွက်လွန်ခဲ့တဲ့နှစ်နှစ်ကမစ္စတာတက်ဖီဝယ်ပေးထားတဲ့ဒေါ်လာတသန်းနဲ့အသက်အမခံစာချုပ်ပါခင်ဗျာအားလုံးညီချသွားတယ်တရားခံအပေါ်မှာအမှုတင်းတင်းဆဆကြီးပိုပြီလာတယ်လို့ဖြစ်သွားတယ် ဘာဖြစ်လို့သူ့မိမကိုမစ္စတာတက်ဖီတတ်တာပါလဲမစ္စတာဟိုဂန်ကချူရီအဖွဲ့ဘက်ကိုမျက်နှာမူပြီးမေးလိုက်တာပါပြီးတော့ပိုပြီးဟမ်ပါပါနဲ့သူ့ဘာသာသူပြောတယ်ငွေခမြငွေပြောပြီးအသက်အာမခံ policy စာရွက်တွေကိုသူဖွားတယ်ပြီးမှစပွဲပေါ်ပြန်ချပြီးမစ္စတာတက်ဖီရဲ့အင်ချန်မြေဝဲရောင်းလုပ်ငန်းအကြီးအကျယ်အရှုံးပေါ်နေကြောင်းရှင်းပြတယ်ပြီးတော့သူ့အပေါ်ဘန်ကဝက်ဦးတင်းပြီပေါ့ ည့်ရခံမှာဒေဝါလီခံရတော့မဲ့ဆက်ဆက်အခြေအနေကိုရောက်နေတဲ့အကြောင်းလဲရှင်းပြတယ်။ဒီတော့သူငွေလိုပြီပေါ့။ဒီတော့သူ့မှာမိမရဲ့အသက်အာမခံကလွဲလို့ဘယ်ထွက်ပါအောင်မှမရှိတော့ဘူး။ပြီးမှသူတို့အိမ်တော်ကြီးမตายရတဲ့အကြောင်းဂျိုးရီအဖွဲကိုမစ္စတာဟိုဂန်ကဆက်ရှင်းပြတယ်။သူတို့အတူမနေတော့တာကြာပြီဖြစ်တဲ့အကြောင်းနဲ့ကွာရှင်မို့ပြင်ဆင်နေတဲ့အကြောင်းနှစ်ဖက်စလုံးကရှင်းနေငှားထားပြီးတဲ့အကြောင်းမှာရုံးတော်ကိုအသေးစိတ်ရှင်းပြလိုက်တယ်။ညီကောင်ချုပ်ဖို့ပြင်တဲ့အနေနဲ့ မစ္စတာဟိုကန်ကဂျူရီအဖွဲ့ကိုအလေးအနက်စိုက်ကြည့်လိုက်ပြီးလေးစားအပ်ပါသောဂျူရီလူချင်းမင်းများဂျူရီအမျိုးသမီးများခမညာဒီကိစ္စဟာသွေးအေးအေးနဲ့တက်တဲ့လူတက်မှုပါစီမံကိန်းချပြီးမျက်မြင်သက်သေမရှိအောင်တေတေတက်တက်နဲ့တက်တဲ့လူတက်မှုပါအရွယ်ရှိသေးတဲ့အမိတ်မချော့တယောက်ကိုရရဆက်ဆက်လေပင်းညက်တက်တဲ့လူတက်မှုပါမစ္စတာဟိုဘန်ကမျက်စိမိတ်လိုက်ပြီးနှစ်ထင်ကိုလက်တစ်ဖက်နဲ့ခောက်ပြီးအော် ကျွန်တော်ပြောဖို့တခုကြံသွားတယ်ခမလွန်ခဲ့တဲ့နှစ်နှစ်ကမိမအတွက်မစ္စတာဒက်ဗီအသက်အာမခံထားတယ်အဲ့ဒီကစပြီးကောက်ကောက်တီးကိုတယောက်ထဲပဲရိုက်တော့တယ်အဲ့ဒီအတွေ့ရုံတော့ကိုကျွန်တော်တက်တည်ပြနိုင်ပါတယ်တိုက်ဆိုင်မှုမဟုတ်ပါဘူးဒီကိစ္စကိုလွန်ခဲ့တဲ့နှစ်နှစ်ကလေးကသူချိုးတင်ပြင်ဆင်ခဲ့တာပါမိမရဲ့လှုပ်ရှားမှုနဲ့ကောက်ဖြိုက်တာကိုချိန်ကိုက်ပြီးသူပြင်ဆင်ခဲ့တာပါရာသီဥအေးတဲ့နေ့လေးတိုက်တဲ့နေ့ကောက်ကွဲမှာလူရှင်းတဲ့နေ့ကို သူစောင့်ခဲ့တာပါ။ Golfkin ကနေအချိန်ကသူ့ကိုပိုင်ဘတ်ဂီနဲ့အိမ်ကိုပြန်လစ်ခဲ့ဖို့နောက်ဖေးပတ်မှာသွားရဖို့တွေပေါ့။ Hello darling ကိုပြန်ရောက်ပြီလို့ပြောပြီးမြို့သမီးကဘာပြောရမှန်းမသိခင်လေဘေးနှက်တက်လိုက်တာပါပဲ။တမနစ်အတွင်း Mrs. Duffy ဟာဘာမှမသိဘဲအသက်ထွက်သွားရရှာတယ်။နှစ်နဲ့ချီပြီးပြင်ဆင်ထားခဲ့တဲ့အတိုင်းလှုပ်ရှားရိဆက်လုပ်တယ်။မိမရဲ့လက်ဝဲရနာတွေကိုယူတယ်။သူ့ကိုပိုင်ရှေးဟောင်းနာရီတွေကိုယူတယ်။တနက်တွေပါယူခဲ့တယ်။ ဒါမှရဲကခုတ်မှုလို့တွက်မှာကို ပြီးတာနဲ့စက္ကန့်ပိုင်းအတွင်းအိမ်ပြင်ထွက်လာခဲ့ပြီးကော့ဖ်ကွင်းထဲကိုပြန်သွားတယ်ပြီးတော့တယောက်တည်းဆက်ရိုက်နေတယ်မစ္စတာဟိုဂန်ကခဏနာတော့အားလုံးတိတ်ပြီးနားစွန့်နေကြတယ်ခဏနေမှသူ့စာအုပ်တွေကောက်ယူပြီးသူ့နေရာမှာသူပြန်ထိုင်နေတရခွေမိနစ်90ကြာသွားတယ်တရားသူကြီးကတူနဲ့ထုပ်ပြီးကြီးညာလိုက်တယ်10မိနစ်နားမယ်ဆရာမောင်နဲ့သူ့အတန်းသားတစ်တိုက် တီတိုတီတိုဖြစ်ကုန်တယ်တယောက်က တီဗီကြည့်ရတာထပိုနေတယ်ကွဆရာမောင်ကဝင်ပြောတယ်အေးဟုတ်ပြီဒါပေမဲ့မင်းတို့တစ်ဖက်ကိုပဲနားထောင်သေးရနားထောင်ရသေးရနော်သဘောကျနေကြပြီမဟုတ်လားမင်းတို့ထဲမှာတရက်ခဲမှပြစ်ရှိတယ်လို့ဘယ်နှယောက်ထင်လဲလက်ချောင်းတရာစင်ထက်မနေထောင်ကြတယ်တီ ਉ လည်းထောင်ကျင်တယ်ဒါပေမဲ့စောသေးတယ်လို့သူကတွေးလိုက်တယ်ဆရာကနောက်မေးခွန်းတစ်ခုထပ်ထုတ်တယ်သူ့ကိုအပြစ်အကျိုးလွန်ဘူးလို့မင်းတို့ထင်လား drum တီးရဲ့ဒါရန်ကသူတတ်တာသေချာပါတယ် ထောက်ခံတန်တွေတပြိုင်နဲ့ထွက်လာတယ်။ရေကူးသမားဘရိုင်ယန်က "तू တက်တာပါဆရာ။ तू ပြေးပေါ့မရှိတော့ပါဘူး။ तू လှုပ်ပုံကတိတ်အွက်စေတာပဲ။ तू လှုပ်တာတိတ်ကြပါရဲ့။ဆရာမောင်းက "Okay okay ၊နေ့လေစာစားချိန်မှာဆက်ဆွေးနွေးကြတာပေါ့။တရားခံဘက်ကရှောက်လဲချက်လဲနားထောင်ကြရမယ်လေ။တရားခွင်ပြန်ဆလို့စူးစူးညံ့ညံ့အတန်တွင်ငြိမ်သွားတာနဲ့တရားခံရှေ့နေ Cliffordance က jury အဖွဲ့ရှိတဲ့တဲကိုရှောက်သွားတယ်။သူကအသက်60လောက် ။သပင်းတွေဖြူနေရွက်နှစ်ဖက်သပင်းဖြူတွေနှစ်ရွက်နှစ်ဖက်ပေါ်ဝဲကြလို့ဘယ်ပွဲမှအရှုံးရှိတဲ့ရှေ့နေလို့နမည်တလုံးနဲ့ပုတ်ကို။အင်းပြောသွားလိုက်တာတက်တေထောက်ထားဆိုလို့စံကြီးတမြင်တော့မပါဘူး။အောင်မြင်တဲ့သူ့အတန်ကြီးတရားရုံးထဲမှာဟိန်ထွက်လာတော့တီယိုကိုယ်တိုင်ကြောရဲစိတ်သွားတယ်။ဘာဆိုပါတက်တေမှမပါတာ။ရှာဆွေးမှုဖြစ်တဲ့မြင်ကွင်းကိုလည်းဘာမှပြပြအောင်တင်ပြမသွားနိုင်ဘူး။ မစ္စတာဟိုဂန်တင်ပြသွားတာဟာဖြစ်တန်ရာအီဆိုတဲ့ဇလန်းပဲသက်သေဆိုလို့နှမ်းဆေးလောက်တောင်မပါဘူးမစ္စတာတက်ဖီကသူ့မိမကိုတတ်ချင်ကောင်းတတ်ချင်လိမ့်မယ်စနစ်တကျအကွက်ချကောင်းချလိမ့်မယ်လူမရှိတဲ့ golf queen ထဲမှာတယောက်တည်းရိုက်ကောင်းရိုက်နေလိမ့်မယ်တမိုင်းမှာအပိအီဆုံးလူတတ်မှုကိုအိမ်ပြန်လာပြီးကျူးလွန်ကောင်းကျူးလွန်နေလိမ့်မယ်ပြီးတော့အိမ်ကပစ္စည်းတွေကိုယူပြီး golf queen ကိုပြန်ပြေးတာလဲဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ် ဂေါ့ဖ်ပြန်ရိုက်တာလဲရိုက်ဂေါ့ဖ်ပြန်ရိုက်ကောင်းရိုက်လိမ့်မယ်အိမ်တကားကိုဖွင့်ရတာထားကောင်းထားခဲ့မယ်အားလုံးဖြစ်တန်ရဣရွေကြီးပဲမစ္စတာနန့်စ်ကစကလုံးနေရွရင်စီးချက်မှန်မှန်ခြေလန်းနဲ့ဂျူရီရှေ့မှာခောက်တုတ်ခောက်ပြန်ရှောက်နေတာဂျူရီလူချင်းမင်းများဂျူရီအမျိုးသမီးများခမမစ္စတာဟိုဂန်ကဂျူရီအဖွဲ့ကိုဖြစ်တန်ရဣဆိုတဲ့ကစားနည်းကိုသုံးပြီးပုံမြင်တဲ့ဘုတ်ပြောသွားတာပါ ဒီကစားနည်းမှာလူကြီးမင်းတို့ပါဝင်ကစားဖြစ်အောင်သူစူးစမ်းသွားပါတယ်။သူဘာဖြစ်လို့အဲ့ဒီလိုလုပ်ရတယ်လဲဆိုရင် သူ့မှာလက်ဆုပ်လက်ကင်ပြစရာတက်သေးတက်ကာရတစုံတရာမှမရှိလို့ပါပဲ။ပါဆိုပါမှမရှိပါဘူး။ Golf ကွင်းထဲမှာသူတယောက်တည်း Golf ရိုက်နေတယ်။တခေါ်လောက်ဝေးတဲ့လှပတဲ့အိမ်မှာမိမအသက်ခံရတာကို သူဘယ်လိုသိနိုင်မှာလဲ။ဂျူရီအဖွဲ့နာတိုးသွားပြီး ်အသက်အကြီးဆုံးဂျူရီတယောက်ကိုဒူးကောင်းလှမ်းပုတ်တော်မယ့်ပုံစံမျိုးနဲ့အတန်ကိုနှိမ့်ပြီးပြောလိုက်တယ်ဖြစ်တန်ရာဤကစားနီးကိုမစ္စတာဟိုဂန်ကစားသွားတာကျွန်တော်အပြစ်မပြောလို့ပါဘူးသူ့မှာတခြားလူစီကဘာမှမရှိဘဲကိုအတိတ်ပဲကဘာတက်တဲ့ထောက်ထားမှမရှိဘူးဆိုတာပြတာပါပဲသူပြောတော်သမ ्या တွေဟာအားလုံးနားထောင်ကောင်းအောင် ပြောတော်တဲ့စိတ်ကူးရင်ဇလန်တက်တက်ပါမစ္စတာနဲ့ငါသူ့လက်ရလက်နဲ့တက်လက်ပိုင်းမြို့သမီဂျူရီတယောက်ကို လှမ်းကြည့်ပြီးဆက်ပြောတယ်ကျွန်တော်တို့ဖွဲ့စည်းပုံဥပဒေနီးဥပဒေတွေဟာတရားမျှတမှုပေါ်မှာတည်ဆောက်ထားတဲ့နိုင်ငံတော်ဥပဒေတွေပါစဉ်းစားကြပါခင်ဗျာကျွန်တော်တို့ရဲ့တရားသူကြီးမင်းမစ္စတာကန်ထရီရှင်းပြအောင်မှာပါတစိတ်တိတိချာချာနားထောင်ကြပါခင်ဗျာဖြစ်တန်ရဣဆိုတဲ့စကလုံးဟာကျွန်တော်တို့ရဲ့ခုံတိတ်ခအပြည့်ရှိတဲ့ကဘာပေါ်မှာဝါရဲ့တဘာအရင်ဆုံးအမေရိကန်ပြည်တော်စုဖွဲ့စည်းအုပ်ချုပ်ပုံမှာတလုံးမှမပါတာ တွေ့ရပါလိမ့်မယ်။နိုင်ငံတော်ဟာတစုံတရုတ်ကိုရာဇဝတ်မှုနဲ့ဆွဲပြီးဆိုရင် ဟော်ရီတရားရုံးမှာမှုကင်းကျွမ်းကျင်တဲ့ရဲတွေ၊စုံတော့တွေ၊ပါရာဂူတွေနဲ့ပြစ်မှုကျူးလွန်သူကိုညှင်းလို့မရအောင် ဖော်ထုတ်နိုင်ရမှာဖြစ်ပါတယ်။မစ္စတာနန့်စ်ကဒုတိယတန်းကဂျူရီ6ယောက်ကိုတလေးတစားလှန့်ကြည့်ပြီးဆက်လျှောက်ထားပါတယ်။သူ့လက်ထဲမှာဘာစာရွက်စာတမ်းမှကင်မထားပါဘူး။ဒါပေမဲ့သူ့စကလုံးတွေကချော့မွေနေတယ်၊ပြပစ်နေတယ်၊ကျွမ်းကျင်တဲ့အလုပ်တစ်ခုကို ွန်းကျန်းကျင်ကျင်လုပ်နေမှန်းထင်ရှားပါတယ်လုံးဝထင်ရှားနေပါနိုင်ငံတော်ဟာဒီလိုရာဇဝတ်မှုမျိုးကို လုံးဝအလေးနက်ထားပြီးဆွဲချက်တင်ရမှာဖြစ်ပါတယ်ပြိသက်တွေကတပင်းချတန်တွေထွက်လာတော့သူခဏနားလိုက်တယ်ပြီးမှတရခန်ရှေ့နေထိုင်တဲ့ဇပွဲကိုရှောက်သွားပြီးအဝါရောင်စာရွက်ထရက်ကိုကောက်ယူလိုက်တယ်ဒါပေမဲ့တစ်ချက်မှငုံမကြည့်ဘူးသူ့လှုပ်ရှားမှုတွေက စီးချက်ညီညီကိုမူရနှုတ်မူရကွက်တိပြောရမယ့်စာကြောင်းတွေကိုအလွတ်ချက်ထားတဲ့ ရုပ်ရှင်ရိုက်ကွင်းကစက်ကောင်တယောက်ရဲ့အမူအရာမျိုးလေချောင်းရှင်းလိုက်ပြီးအောင်မြင်တဲ့အတန်နဲ့စကားဆက်တယ်။လက်ရှိအခြေအနေအရဥပဒေအတိုင်းပြောရရင် မစ္စတာဒက်ဖီဘာမှအစ်စ်ခံစရာမလိုပါဘူး။သူ့ကိုယ်သူကာကွယ်ဖို့တပ်တွေအထောက်ထားလဲရှာစရာမလိုပါဘူး။ဘာကြောင့်မလဲရှင်းရှင်းလေးပါ သူ့ကိုတရားဥပဒေကလုံးဝအကာအကွယ်ပေးထားပြီးသားဖြစ်နေလို့ပါပဲမစ္စတာနက်ကသူ့အမှုတွေကိုလက်ညှိုးထိုးပြီး ဟောဒီမှာထိုင်နေတဲ့မစ္စတာပီတာဒက်ဘီဟာခမားတို့လိုကျွန်တော်တို့လို အပြစ်ဟူသည်၍မြုံငွေမှမရှိတဲ့သူပါပြောပြီးခပြေးပြီးရှောင်နေပြန်တယ်မျက်လုံးစုံကဂျူရီအဖွဲမှာစိုက်လက်ဘလို့ပဲဖြစ်ဖြစ်ကြိုက်တဲ့နီးနဲ့ကြိုက်တယ်လို့စစ်ပါမစ္စတာဒက်ဘီကအစ်စ်ခန့်ချင်းအမေးခန့်ချင်းလွန်းလွန်းဟောဒီမှာအတင်းဆောင်နေပါတယ်ဟောဟိုဝက်ချန်နယ်ကိုဝင်လိုက်တာနဲ့သူချမ်းချိန်ရတော့မှာပါအဲ့ဒီအခါမှာမူသားစကားသူဆိုလို့မရတော့ပါဘူး ကြွရောက်လာတဲ့လူကြီးမင်းများခင်ဗျာအမှန်တရားဆိုတာစင်ထားတဲ့ဇလန်းနဲ့တခြားစီပါဒါကိုလူကြီးမင်းများ မကြခင်တွေ့ရတော့မှာပါအဲ့ဒီခါမှာမစ္စတာဟိုဂန်ဖန်တီးထားတဲ့လန်ကျုပ်ဇလန်းနဲ့တခြားစီဖြစ်နေတာကို အားလုံးတွေ့ကြရမှာပါဂုံတီရှိလူကြီးမင်းများနဲ့အမျိုးသမီးများခင်ဗျာအမှန်ကအဲ့ဒီနေ့အဲ့ဒီအချိန်မှာမစ္စတာဒက်ဖီတယောက်မစ္စတာဒက်ဖီတယောက်ထဲကော်ဖီရိုက်နေတာပါ ူ့ကိုပိုင်ဘာဂီနဲ့ golf ရိုင်းနေပုံ၊ queen ပတ်နေပုံတွေဟာ golf queen နဲ့ကကွန်ပျူတာမှာမှတ်တမ်းတင်ထားပြီးသားပါ။အိနီနာချင်းတွေကလည်းသူ့ကိုဒီတိုင်းမြင်နေကြရမှာပါ။အဲ့ဒီနေ့အဲ့ဒီအချိန်မှာသူ့တယောက်တည်း golf ရိုင်းနေတယ်ဆိုတာအရှင်းကြီးပါ။အဲ့ဒီအချိန်ကသူ့မိမဟာမျိုးရဲထွက်ပြီးနေ့လယ်စာစားဖို့ပြင်ဆင်နေတဲ့အချိန်မှာအဲ့ဒီအချိန်ပိုင်းကလေးမှာခုတက်ထိကျွန်တော်တို့မဖော်ထုတ်နိုင်သေးတဲ့လူသက်သမားတစ်ခုဟာ အိမ်ထဲကိုရောက်ချင်ရောက်နေပါလိမ့်မယ်အိမ်ထဲမှာဘူးမှမရှိဘူးထင်လို့အတွက်မှားပြီးဝင်ကောင်းဝင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်အဲ့ဒီအချိန်မှာ အချက်ပေးခေါင်းလောင်းကပစ်ထားတယ်နောက်ဖေးတကားကလည်းဖွင့်ထားတယ်အဲ့ဒါကအဲ့ဒီရက်ွက်မှာဆန်းတဲ့ကိစ္စမဟုတ်ပါဘူးဒီလိုနဲ့တကိုးဟာမထင်မှတ်ပဲ Mrs. Duffy ကို တွေ့သွားပြီးလက်နှစ်ဖက်နဲ့ပဲတတ်ဖို့ကြိုးစားပါတော့တယ်သူ့မှာဘာလက်နှက်မှမပါပဲကို ဲ့ဒီမှာမထင်မှတ်ပဲတခုခုဖြစ်သွားတယ်။အဲ့ဒါကတခြားမဟုတ်ပါဘူး။သူဟာခိုးဖို့လာရင်လူသက်သမားဖြစ်သွားတဲ့ကိစ္စပါပဲ။မစ္စတာနန်ကခဏနားပြီးတရားခံရှင်းနေစပွဲစီပြန်လျှောက်သွားတယ်။ခြေတခွက်ငဲ့ပြီးတဝါကြီးတောက်လိုက်တယ်။အားလုံးကသူ့ကိုဝိုင်းကြည့်နေကြတယ်။တခြားကြည့်စရာလဲဘာမှမရှိပဲကို။ပြီးမှရုတ်တရက်မစ္စတာနန်ကစကားပြန်ဆက်တယ်။အတန်ပိုကျလာပြီးတရုံလုံးကြောက်အောင်អော်ပြလိုက်တယ်။ ိစ္စပေးရနဲ့သူပြန်ထွက်သွားတယ်။မဟုတ်ရင်ဒီနေရာကိုသူရောက်နေရမှာပေါ့။အင်းပြောတော့မပြောနိုင်ဘူး။ကျွန်တော်တို့ကဖြစ်တန်ရဤဆိုတဲ့ကစားနီးကိုကစားနေတော့သူဟာဒီတရခွင်ထဲကိုရောက်ချင်လဲရောက်နေနိုင်တယ်။ဘာဖြစ်လို့မရောက်နိုင်ရမှာလဲ။မစ္စတာဟိုဂန်တို့အဖွဲ့တင်တဲ့ဆွဲချက်တိုင်းဆိုရင်သူလွတ်မှာတေချာနေလို့ပေါ့။ဂျူရီတစ်ဖွဲ့လုံးပြစ်သက်တွေကိုဝိတ်ကြည့်နေရတီယိုတတိထားလိုက်မိရဲ့။မစ္စတာနိုင်ငါကီယာပြောင်းလိုက်တယ်။သူ့မိမအတွက်အသက်အာမခံဖို့ Mr. Debbie ထားပေးထားတာအမှန်ပါသူ့မိမတေတော့ဒေါ်လာတသန်းသူရသွားတယ်လေသူတခုခုဖြစ်သွားရင်လဲအသက်အာမခံငွေကို Mr. Debbie ပဲ Mrs. Debbie ပဲရမှာလေဒီကိစ္စတွေကလင်မြန်းနဲ့သဘောတူလုံးကြတာပဲဘာမှမဆမ်းပါဘူးပြီးတော့ Mr. Debbie ရဲ့အလုတ်ကိုင်အချင်းကြီးမကောင်းတဲ့အကြောင်းဆက်ပြောတယ်သူတို့လင်မြန်းမသိမြတ်တဲ့ကြတဲ့အကြောင်းလဲဝန်ခံတယ်ပြက်ဆဲဖို့အချိန်ကြီးဖြစ်ခဲ့ပေမဲ့နောက်ဆုံးနှိမ့်လို့ရသွားတဲ့အကြောင်းလဲလေးနဲ့ထားပြီးပြောတယ် ်ဆာမောင်ငါရန်ဒါရဲ့ဒုတိယတန်းចောင်းသားတွေနောက်တန်းမှာထိုင်နေတပည့်တွေအားလုံးမြင်ရအောင်တမင်နောက်တန်းမှာနေရာယူထားတာပါ ပထမအဖွင့်နေမှာသူတို့အားလုံးစိတ်ဝင်စားကြတယ်တီယိုကတော့ထိတ်ဆုံးတာပေါ့မစ္စတာနန်ရဲ့ရှောက်လဲချက်ပေးရနဲ့တရားသူကြီးကတရားခွင်ကိုခဏရက်ပြီးနေလေစားစားချိန်ပေးလိုက်တယ်ပြီးပါပြီ